င်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ယူတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အမေရိကန်ရဲ့အကြီးဆုံးလေယာဉ်တင်သမော အနီနာရောက်လာခဲ့ပြီးနောက်ဗင်နီဇွဲလာကစီးရေးပြင်ဆင်မှုကိုဖော်ဆောင်လာတဲ့သတင်းနျူကလ িয়ার စမ်းသပ်မှုကိုနိုင်ငံတစ်ခုက ပြုတ်လုပ်လာရင်ရုရှားအနေနဲ့လည်းအလားတူလှုပ်ဆောင်သွားမယ်ဆိုတဲ့သတင်းနဲ့ ဂါဇာဒေသမှာအပြစ်ခတ်ရက်စဲထားပြီမလဲအစောဥပေါင်း1500ကျော်ထပ်ပြီးပျက်စီးဆုံးရှုံးခဲ့တဲ့သတင်းတွေပဲဖြစ်ပါရည်ဗထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကမ္ဘာကြီးမှဆုံးလေရင်တင်သမော USS Gerald R. Ford ကိုဗဟုပြုဝန်းရံပြီး American ရေတပ်ရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့က Caribbean ဒေသမှာရောက်နေပြီဖြစ်တယ်လို့သိရပါရည် ဒါဟာလက်တင်အမေရိကနဲ့ကာရေဘီယံဒေသမှာ တောင်ယူကြီးကြပ်ရတဲ့အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ထိန်းချုပ်အေရိယာတဲ့ကိုဒီစစ်သမောအုပ်စုကဝင်ရောက်လာခဲ့တာပါအဲ့ဒီရေတပ်အုပ်စုတွေက USS Gerald R. Ford ပေါ်မှာတမောသား၄000ကျော်နဲ့ဒါဇင်နဲ့ခြေတဲ့လေယာဉ်တွေတင်ဆောင်လာခဲ့ပြီးပယ်ထိန်းတုံးကြီးတွေတက်ဆင်ထားတဲ့ဖြတ်သိမ်းမောတွေအပါအဝင် အခြားစစ်သိမ်းမောမျိုးစုံထိပါဝင်လာတာကိုတွေ့ရပါတယ်ဒါကြောင့်ဆယ်စုနှစ်များစွာအတွင်း လက်တင်အမေရိကနဲ့အနီးတဝိုက်ဒေသမှာအမေရိကန်စစ်အင်အားအများဆုံးနေရာချထားမှုဖြစ်လာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အမိန့်ပေးချက်အရနိုဝင်ဘာလ17ရက်နေ့တွင်အခုလိုမျိုးဒီစစ်သမောတွေရောက်လာခဲ့တာပဲဖြစ်ပါတယ်။တချိန်တည်းမှာပဲကာရေဘီယံနဲ့အရှေ့ပစိဖိတ်ဒေသကသမောတွေကိုမူရစေဝါတင်ဆောင်လာတယ်လို့ဆွဆွဲပြောဆိုပြီးအမေရိကန်အနေနဲ့တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။ American ရဲ့16ချိန်ထက်မနည်းတိုက်ခိုက်မှုတွင် လူ86ဦးသေဆုံးခဲ့ရတဲ့အလျောက်ဗင်နီဇွဲလားအပါဝင်ကိုလံဘီယာနဲ့ထရမ့်ဆိုရတို့ကြားတင်းမမှုတွေမြင့်တက်လာခဲ့ပါတယ်။ဗင်နီဇွဲလားသမ္မတနီကိုလက်မာဒူရိုကတော့အမေရိကန်ဟာအကြက်တဲတစ်ခုဖြစ်လာအောင် တမင်လို့ယူဖန်တီးပြီးသူ့အစိုးရကိုဖြုတ်ချနိုင်ဖို့ကြိုးပမ်းနေတာသာ ဖြစ်တယ်လို့ဆွဆွဲထားပါတယ်။အဲနော် အမေရိကန်ရဲ့ကျူးကျော်မှုဒါမှမဟုတ်စီးရီးယားတိုက်ခိုက်မှုတွေပေါ်ပေါက်လာခဲ့ရင်ဗင်နီဇွဲလားအစိုးရဘက်ကတံပြန်နိုင်မှုတော့လက်နက်ကင်တပ်ဖွဲ့တွေကို နေရာချပြင်ဆင်လျက်ရှိပါရီအမေရိကန်ရဲ့ကျူးကျော်မှုပေါ်ကာလအကြာရှည်ခုခံနိုင်ဖို့တော့ဗင်နီဇွဲလားဘက်ကရဲတပ်ဖွဲ့နဲ့ပြည်သူ့စစ်အပအဝင်လက်နက်ကင်တပ်ဖွဲ့တွေကိုနေရာပေါင်း280လောက်မှာချထားပြီးပျောက်ကြားနဲ့ဖျက်ဆီးရေးနှီးပြူဟာတွေအုံပြုတ်မှုရည်ရွယ်ထားတယ်လို့ဖော်ပြထားပါရီ CBS သတင်းဌာနနဲ့အင်တာဗျူးမှာတော့ Trump က Venezuela နဲ့ပတ်သက်ပြီးကြောက်ပါလုံးမယ်မလုပ်ဘူးဆိုတာခမရို့ကိုပြောပြမှာမဟုတ်ဘူးလို့မှတ်ချက်ပေးခဲ့ပါတယ်။ဒါပြင် Trump ကမြေပြင်တိုက်ခိုက်မှုတွေရှိလာနိုင်တဲ့အကြောင်းအရေးမို့ပေးခဲ့ပြီးမဲ့လေ Venezuela နိုင်ငံအတွင်းဝင်ရောက်တိုက်ခိုက်ဖို့စဉ်းစားနေသလားဆိုတဲ့မေးခွန်းကိုတော့ no မလုပ်ဘူးဆိုပြီးမတင်မကျတုံ့ပြန်သွားခဲ့ပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့တကယ်လို့သာနျူကလ িয়ার အင်အားကြီးနိုင်ငံတစ်ခုဟာလက်နက်စမ်းသပ်မှုတွေကိုလုဆောင်လာခဲ့မယ်ဆိုရင်ရုရှားအနေနဲ့လည်းပြုလုပ်သွားမှာဖြစ်တယ်လို့နိုင်ငံသားဦးဝင်ကြီးဆာဂျီလာရော့ဖ်ကအတည်ပြုသွားပါတယ် အဲ့နောက်ပထဝီနိုင်ငံရေးရည်ရွယ်ချက်အရာနျူကလ িয়ার စမ်းသပ်မှုကိုပြုလုပ်နိုင်တယ်ဆိုတော့အမေရိကန်ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့စိုးရိမ်နေလို့လဲနိုဝင်ဘာလ17ရက်နေ့မှာလာရော့ဖ်က ပြောကြားခဲ့တာပါဒါဟာအမေရိကန်သမ္မတရော်နယ်ရီဂန်နဲ့ဆိုဗီယက်ယူနီယံခေါင်းဆောင် မီခေလ်ကော်ဘာချော့တို့သဘောတူထားခဲ့တဲ့အယူဆနဲ့တိတာထင်ရှားတဲ့တွေ့ဖွဲ့မှုတစ်ခုပါဆိုပြီး ဖြည့်စွက်ပြောသွားပါတယ်အခုလိုမျိုးနျူကလ িয়ার လက်နက်တွေစမ်းသပ်တဲ့အခါ နည်းပညာဆိုင်ရာလိုအပ်ချက်မရှိသေးဘူးလို့လည်း American ဒုက္ကာကွယ်ဝင်ကြီးဖြစ်အမည်စင်းတင်သွင်းခံထားရတဲ့ Robert Cadless နေနဲ့ပြောထားပါတယ်။အိမ်နောက် American ဘက်ကစိုးရိမ်မှုတွေကိုစွန့်နေဖို့အသင့်ရှိတယ်ဆိုပြီး Lavrov နေနဲ့အခုလိုမျိုးပြောကြားထားပါတယ်။ကျွန်တော်တို့ကလျှို့ဝှက်မြောက်နျူကလ িয়ার လုပ်ငန်းတွေလှုပ်ဆောင်နေတယ်ဆိုတော့ American လုပ်ဖို့ကင်ဘတ်တွေရဲ့တန်တရားတွေကို ဖြည့်ရှင်းပေးဖို့အသင့်ပါပဲဆိုပြီးပြောဆိုခဲ့တာပါ။ ဒါပြင်ရုရှားနဲ့အမေရိကန်နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးပွဲတော့ပြင်ဆင်မှုတွေပြန်လဲစတင်မှုအသိရှိနေသလိုဟန်ဂေရီမြို့တော်ဘူဒါပက်စ်ဟာလည်းတွေ့ဆုံမှုနေရာကောင်းဖြစ်တယ်ဆိုပြီးနှက်ကြောင်းပေးခဲ့ပါတယ် Он сказал, что решение Трампа, я цитирую, Салат Денса Пимагаро, အော်တိုဘာလ10ရက်နေ့မှာအပြစ်ခတ်ရစဲရေးစတင်ခဲ့ပြီးနောက်အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်းဂါဇာဒေသကအဆောက်အဦပေါင်း1500ကျော်ကိုထပ်မံပျက်စီးဆုံးရှုံးစေခဲ့တယ်လို့သိရပါတယ်ဒါဟာနိုဝင်ဘာလ10ရက်နေ့နောက်ဆုံးထားပြီး BBC သတင်းဌာနကဂျိုဒုတပ်ပုံတွေကိုစစ်ဆေးဖော်ပြသွားခဲ့တာဖြစ်ပါတယ် တကယ်မြေပြင်မှာပျက်စီးဆုံးရှုံးသွားတဲ့အဆောင်အုံပမာဏဟာဒီထက်ပိုပြီးများပြားနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။အဲ့ဒီဂျိုဒုဓာတ်ပုံတွေအရအဝါရောင်လိုင်းနောက်ကအဆောက်အဦတွေဖျက်စီးခံထားရတာကိုပြသထားတာတွေ့ရပါတယ်။ဟာမတ်စ်နဲ့အဖြစ်ခက်ရစဲရေးသဘောတူညီချက်အရဒီအဝါရောင်လိုင်းမှသာအစ္စရေးစစ်တပ်အနေနဲ့တက်ဆွဲထားရမှာလည်းဖြစ်ပါတယ်။ အဲ့နောက်အစ္စရေးအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူကလှိုင်ကောင်းတွေအပါအဝင်အကြမ်းဖက်သမားတွေရဲ့အဆောက်အုံမှန်သမျှဖျက်ဆီးသွားမှာပါဒါချင်းချောက်မှုအကြမ်းဖက်မှုကိုလက်တုပ်ပြန်တာဖြစ်ပါတယ်ဆိုပြီးမှတ်ချက်ပေးတော့ပါတယ်ဒါပြင်ထရမ့်ရဲ့ဂါဇာငြိမ်းချမ်းရေးဆိုင်ရာအချက်73ချက်ထဲမှာလည်းအကြမ်းဖက်စစ်သွေးကြွတွေနဲ့တပ်ဆိုင်တဲ့အဆောက်အုံလှိုင်ကောင်းလက်နက်ထုတ်လို့ရပစ္စည်းတွေဖျက်ဆီးပြည်နေတဲ့ပြန်လည်တိစောက်တာမျိုးမလုပ်ဖို့တော့ တတိပေးဖော်ပြထားပါရီနောက်ထပ်သတင်းပုတ်အနေနဲ့ ပါကစ္စတန်မြို့တော်အစ္စလာမဘတ်ရဲ့တရားရုံးတစ်ခုအပြင်ဘက်မှာအသေးခံဘုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့်အနည်းဆုံးလူ12ဦးသေဆုံးခဲ့ရတယ်လို့ပြည်ထောင်ဝင်ကြီးဖြစ်သူမိုဆင်နာဗီကိုရိုင်းအတည်ပြုသွားပါတယ်နိုဝင်ဘာလ17ရက်နေ့တွင် တရားခွင်လာရောက်သူတွေနဲ့ပြည့်နေနေလေးရှိတဲ့အစ္စလာမဘတ်ခံတရားရုံးဝင်ပေါက်အနီးမှာအဲ့ဒီပောက်ကွဲမှု ဖြစ်ပွားခဲ့တာပါအခုလိုမျိုးအသေးခံဘုံခွဲသမားရဲ့တိုက်ခိုက်မှုကြောင့်နောက်ထပ်တန်ရရသူ အများပြရှိခဲ့တယ်လို့တချို့ဆိုရင်လည်းစိုးရင်ရတဲ့အခြေအနေရှိလို့နေပါ ರಿ အဲ့နောက်ရဲတပ်ဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကဘလို့ပောက်ကွဲမှုမျိုးလဲဆိုတာစုံစမ်းစစ်ဆေးနေပါ ರಿ ရှင်းရှင်းလင်းလင်းတော့မသိရသေးပါဘူး မှုကင်းဆိုင်ရာအဖွဲ့ရဲ့အစီရင်ခံစာရပြီးတဲ့အခါမှာအသေးစိတ်အချက်လက်တွေကိုပေးရနိုင်မှာဖြစ်ပါတယ်လို့သာပြောကြားသွားခဲ့ပါတယ်အခုလိုမျိုးကျူးလွန်ခဲ့သူဟာတရားရုံးအဆောက်အုံထဲကိုခြေလင်ဝင်ရောက်နိုင်ဖို့ကြိုးပမ်းခဲ့ပေမဲ့လည်း15မိနစ်လောက်စောင့်ဆိုင်ပြီးမှအပြင်ဘက်ကရဲကားအနီမှာဘုံကိုဖောက်ခွဲခဲ့တာဖြစ်ကြောင်းဖော်ပြထားပါရီ။ဒါအိန္ဒိယမြို့တော်ညူးဒေလီရဲ့မြေအောက်ယထာဘူတာရုံအနီမှာအနည်းဆုံးလူ၈ဦးသေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တရက်အကြာမှာဖြစ်ပါရည်။ဒါကြောင့်အဲ့ဒီတိုက်ခိုက်မှုနှစ်ခုကြားဆက်ဆက်မှုရှိနိုင်တယ်ဆိုတော့တပ်တွေအထောက်အထားမျိုးမတွေ့ရသေးပေမဲ့လည်းရဲတပ်ဖွဲ့ကတော့ဒါကိုအကြမ်းဖက်တိုက်ခိုက်မှုအဖြစ်စုံစမ်းစစ်ဆေးလျက်ရှိပါရည်။အခုနှစ်တွင်ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့စစ်ရေးပဋိပက္ခကြောင့်အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်နေဆဲဖြစ်ပါရည်။ ဆက်လက်တင်ဆက်ပေးမှာကတော့ဖန်ဝါမွန်တိုင်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ထိုင်ဝမ်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တဲ့လျောက်လူ၈၃၀၀ကျော်ဟာဘေးလွယာရွှေ့ပြောင်းခဲ့ရတယ်လို့သိရပါတယ် ဲ့ဒီတိုင်ဖုန်းမုန်တိုင်းကထိုင်ဝမ်ကိုဝင်ရောက်လာချိန်မှာ အပြော့သွားခဲ့ပြီးဖြစ်ပေမဲ့လည်းအရှိတ်ဘက်ကမ်းခြေမှာမိုးတိုက်တန်စွာရွာသွန်းခဲ့တာကြောင့်ရေကြီးမှုတွေတော့ဖြစ်ပွားခဲ့ပါရီဒီမုန်တိုင်းအတွင်းလူ52ဦးဒဏ်ရာရရှိခဲ့ပြီးထိုင်ဝမ်တောင်ပိုင်းကအလုပ်တွေနဲ့ကျောင်းတွေကိုပါပိတ်ထားခဲ့ရပါရီအိမ်နောက်ရီလန်အရှိတ်ပိုင်းဒေသတွေမှာတောင်တင်ပြီးကြံရင့်နေသူတွေကိုစစ်သားတွေကလေပင်းထိမြုပ်နေတဲ့ရေထဲကိုဖျက်ရင်းကက်တင်ခဲ့ကြတာတွေ့ရပါရီ အခုလိုမျိုးရေကြီးရေရှမ်းခဲ့တဲ့အတွက်အိမ်တွေထဲမှာရွှွင့်တွေနဲ့တင်ကျပ်နေခဲ့သလိုနောက်ထပ်မိုးရေကြိမ်လက်မ964မီလီမီတာအထိဆက်လက်ရွာသွန်းနိုင်တယ်လို့လည်းခန့်မှန်းထားခဲ့ပါတယ်။ဒါအပြင်ဖန်ဝါဟာဖိလစ်ပိုင်တို့ရဲ့တပတ်တာအတွင်းဒုတိယမြောက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းဖြစ်လာခဲ့ပြီးလက်ရှိချိန်ထိလူ18ဦးသေဆုံးခဲ့ရပါတယ်။ဒါကြောင့်ပထမချိန်တိုက်ခိုက်ခဲ့တဲ့ ကယ်မာဂီတိုင်ဖုန်းမွန်တိုင်းတွင် လူ232ဦးသေဆုံးခဲ့ရတာနဲ့ပေါင်းလိုက်မယ်ဆိုရင်ဖိလစ်ပိုင်နိုင်ငံမှာ အနည်းဆုံးအယောက်250လောက်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်နောက်ဆုံးသတင်းပုတ်အနေနဲ့ 2026ကမ္ဘာဖလားပြိုင်ပွဲဟာပေါ်တူဂီအသင်းကောင်းဆောင်ခရစ်စတီယာနိုရော်နယ်ဒိုတို့အနောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်လို့ကိုင်ကင်ရှင်ကိုရိုင်းအတည်ပြုသွားပါတယ် You have recently said that you will retire soon How soon is soon Well the soon for me I means in in, in 10 years in 10 years so <laughs> the people <laughs> the people အသက်40ရှိနေပြီဖြစ်တဲ့ရော်နယ်ဒိုဟာနိုင်ငံနဲ့ကလပ်အသင်းတို့အတွက်ဂိုးပေါင်း953ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးဂိုး1000ပြည့်မြောက်ဖို့အတွက်ကြိုးပမ်းနေခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်ရော်နယ်ဒိုဟာတနှစ်ဒါမှမဟုတ်နှစ်နှစ်လောက်နေရင်ဘောလုံးသမားဘဝကနေအနားယူမဲ့အကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့ပူပါတယ်။လာမယ့်ကမ္ဘာဖလားပြိုင်ပွဲကိုတော့ နေဒါမက္ကဆီကိုနဲ့အမေရိကန်သုံးနိုင်ငံကပူးတွဲကျင်းပသွားဖို့ရှိတယ်လို့ဒါဟာရိုနယ်ဒိုအတွက်လည်း6ချိန်မြောက်ပါဝင် ရှင်ပြိုင်မှု ဖြစ်လာနိုင်ပါ रे အဲ့ဒီနောက်2026ခုနှစ်မှာကျွန်တော်အသက်42နှစ်အရွယ်ရှိနေမှာဖြစ်ပြီးအဲ့ဒီပြိုင်ပွဲဟာပြိုင်ဆိုင်မှု ကြီးမားပါတယ်လို့ရိုနယ်ဒိုအနေနဲ့မှတ်ချက်ပြုသွားပါ रे ဒီပေါ်တူဂီတိုက်စစ်မှုဟာလက်ရွေးစွင့်အသင်းအတွက်ဂိုးပေါင်း143ခုထိသွင်းယူပေးထားနိုင်တဲ့လျောက် ိုင်ငံအသင်းရဲ့တမိုက်တလျှောက်တွင်ကိုအများဆုံးကစားသမားလည်းဖြစ်ပါရီမကြခင်အနားယူတော့မယ်လို့ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီးဒါဟာအချိန်တိုင်းတားရနှစ်နှစ်လောက်ဖြစ်တယ်လို့ရော်နယ်ဒိုအနေနဲ့ရှင်းပြသွားခဲ့ပါရီကမ္ဘာအကောင်းဆုံးကစားသမားစု၅ကြိမ်ထိရရှိထားတဲ့ရော်နယ်ဒိုဟာယူရို2016ပြိုင်ပွဲမှာပေါ်တူဂီအသင်းနဲ့ဘိုးဆွဲခဲ့ပြီးပြန်လဲကမ္ဘာဖလားစုကြီးနဲ့တော့လွဲချော်နေစေပဲဖြစ်ပါရီ ဟုတ်ကဲ့ပါနိုင်ငံကသတင်းတွေကိုတလောက်နဲ့ပဲစုံသက်လိုက်ပါရကျွန်တော်ကတော့ K ဆက်နိုင်ပါ